လိုင်းကူလိုင်းကူတော်လိုင်းပူပေါက်တက်တွေကကချင်တဲ့စကိုင်းအဆက်ရှမ်းမြောက်ထိလမ်းပေါက်တဲ့အင်းတော်နယ်နဘာကို2025ခုနှစ်ဧပြီ9ရက်ညပိုင်းမှာသိမ့်ပိုင်နိုင်ခဲ့တာပါအင်းတော်နယ်နဘာကိုဩဂတ်လ15ရက်မှာတပြိုင်တည်းထိုးစစ်ဆင်ခဲ့ပေမဲ့နဘာလမ်းစုံကိုသာထိန်းချုပ်နိုင်ခဲ့ပြီးအင်းတော်မျိုးကဂျပန်လှိုင်းကူဂုံးနေရာကို၈လဝန်းကျင်ကြာထိုးစစ်ဆင်ခဲ့ရတာဖြစ်ပါတယ်ဟုတ်တယ်ပွဲကတော့ဧပြီလတည့်ရက်နေ့မှာစပြီးတော့ဖြစ်ခဲ့တာပေါ့လေ အဲတိုက်ပွဲဖြစ်ပြီးတော့ဒီအခုနှစ်ရက်မြောက်ပေါ့ခုနှစ်ရက်မြောက်နေ့မှာတော့အဲအင်တိုဒီသူတို့နောက်ဆုံးခံစစ်ဖြစ်တဲ့ဂျပန်နိုင်ငံလို့ဂျပန်နိုင်ငံကိုဦးလို့မြို့ဦးစေကြီးကိုဦးလို့ပေါ့နော်အာဒီချက်နောက်ပြီးတော့ဒီမြို့မှာပုံကြီးဆောင်လို့ပေါ့နော်အကုန်လုံးတိမရရှိခဲ့တာပေါ့မနေ့ည၈နာရီလောက်တုန်းကဒီအပီတာတိမ်နိုင်ခဲ့တာပေါ့နော်ဒီအာစစ်ကောင်စီတပ်ဘက်ကလက်နက်ချအညာခံခဲ့တာပေါ့ အင်းတော်ကိုတိမ်မိုက်ခဲ့တဲ့ရုတ်တံတချို့ထွက်လာပေမဲ့ဖန်စီယာမီနဲ့လက်နက်ခဲယံတိမ်းစီနိုင်တာအပအဝင်အခြေအနေအသေးစိတ်ကိုတော့စစ်ရုံးကနေပဲထုတ်ပြန်ပေးလိုက်မယ်လို့သူကဆက်ပြောပါရယ်တဖက်မှာတော့အင်းတော်ဟာရွှေဘိုမြကြီးနာမီရထားလန်းနဲ့ကာလန်းဆောင်ရနေရာမှာရှိပြီးရှမ်းမြောက်ကချင်နဲ့သခိုင်းကိုချိတ်ဆက်လို့ရတဲ့နေရာဖြစ်လို့တော်လိုင်းအင်အားစုတွေအနေနဲ့စိတ်ကြိုက်စစ်ကစားလို့ရသွားပြီလို့စစ်ရေးလေးလာသုံးသပ်သူတွေကခံမှန်းပြောကြပါရယ်မွန်းညင်းဘောနော်မွန်းညင်းမိုးကောင်းမြကြီးနာဟို စစ်တပ်အနေနဲ့မြေပြင်ကနေလုံးဝယာနှုံးပြစ်အဲထောက်ပံ့နေပို့ဆောင်ရေးအလုပ်တွေမလုပ်နိုင်တော့ပါဘူးအဲလေချောင်းတစ်ခုပဲလုပ်လို့ရပါတော့မယ်အဲရေချောင်းကလည်းဆိုရင်လည်းကျွန်တော်တို့မရပါဘူးအဲ့တော့သူတို့လေချောင်းတစ်ခုပဲအားကိုးရမှာအားကြောင့်မလို့ပေါ့နော်သူငုံညင်းဘက်ကို LOC ပျောက်သွားမှာဆိုလို့အင်းတော်ကနေသူတို့မရရခုကနေတာဖြစ်ပါလေအခုတော့ကချင်ပြည်နယ်ဘက်ကိုလုံးဝလုံးဝလေချောင်းကလွဲလုံးဝလုံးဝလာလို့မရတဲ့အနေအထားမျိုးဖြစ်သွားပြီလို့ပဲပြောရမှာဖြစ်ပါလေခင်ဗျ စကိုင်းတိုင်းထပ်ပိုင်းကအင်းတော်မျိုးသိန်းတိုက်ပွဲမှာ KIA, KPDF, AA, ABSD ရဲ့တပ်တွေနဲ့စကိုင်းအခြေဆိုင် PDF တွေပါဝင်တိုက်ခိုက်ခဲ့တာလို့ DVV ကကနအူးစုံစမ်းသိရပေမဲ့အတီးပြုတ်ထုတ်ပြန်ချက်တွေထွက်လာတာမရှိသေးပါဘူး။အခု April 15ရက်ဆိုရင်အင်းတော်တိုက်ပွဲစတင်တာ၈လပြည့်မှာဖြစ်ပြီးတော့အဝတ်တထည်ကိုတခုနဲ့ထွက်ပြေးခဲ့ရတာဖြစ်လို့နေရက်ပြောင်းချင်နေပြီလို့မျိုးကန်ဆစ်ဆောင်တယောက်ကလည်းပြောပါဗျ။ ပြန်နေတာပါဗျာကျွန်တော်စီပေါ်ရေကျွန်တော်အလုပ်ကိုကျွန်တော်ငွေရတာဒီရောအကုန်လုံးကအဲ့ဒီမှာပြီးတော့ကျွန်တော်အရင်ကြီးလဲအဲ့ဒီမှာပြန်နေတာလေးတော့တိတ်နေတာပေါ့ဗျာအခုခိုးလို့မကုန်လို့ပြန်နေတာလေးတော့ကျွန်တော်အတွက်ကတံပိုးတစ်ခုပဲလေးညှို့လင့်တာပေါ့လောလောကျောက်တာကတော့တို့လောက်တော့နေရတာဒီကွာပြီးသွားရင်တိတ်ပြီးသွားရင်ကျွန်တော်တို့လီယန်နဲ့ဘုံတွေပါကြီးကျဲကျူရဆူဆမ်မဲ့ပတ်လေဒီများဒီဒီရှိရဆိုရင်ကျဲဆိုရင်ခက်မလားလို့အဲ့တော့ကြောက်နေရတယ်အေဘရတရက်နေ့မှာတော့နန်းစီဒီယန်ဝန်ထမ်းတွေအပါအဝင် စစ်ဆောင်တွေစုနေကြတဲ့မြို့မဖုံးကြီးချောင်းကိုစစ်တပ်ကဘုံကျဲတာကြောင့်ထိခိုက်သူတချို့ရှိခဲ့ပြီးတော့အဲ့နောက်ပိုင်းတခြားနေရာတွေကိုပြောင်းရွှေ့နေရပါသေးတယ်။အင်းတော်နှစ်ပါးနဲ့အနီးဝန်းကျင်မှာရှိကြတဲ့ရွာတွေကဒေသခံ2000ဝန်းကျင်ဟာမျိုးနဲ့အလံဝေပြီးလက်နက်ကြီးလွတ်မဲ့ထင်တဲ့စိန်ပိုင်ပတ်လည်ကကျေးရွာတွေမှာစစ်ဆောင်နေခဲ့ကြတာဖြစ်ပါတယ်။၂၀၁၄ကောင်စင်းနေအရာတော့အင်းတော်မျိုးနယ်မှာလူဦးရေ3000ကျော်နေထိုင်ကြပါတယ်။ကျွန်တော်စိုးသူအောင်ပါ။